ဘင်္ဂလားဘာသာရှိသူများကျွန်ုပ်ဒီကပိုလစီ on secondary ဘာကောက်တာရေဝတီယာမဇွန်မီဖြစ်ပါသည်တတ်အိမ်အကြီးအိမ်များအကြောင်းပြောကြရအောင်တတ်အိမ်အကြီးအိမ်ဆိုရပါလဲ CAD တင်းငယ်သောအိမ်တစ်ခုသို့မဟုတ်တွင်တွင်အရေးအချို့ပါသည့်ပူပေါင်းတစ်ခုဖြစ်ပြီးတတ်အိမ်ရေအိမ်သည်တောက်အိမ်တွင်၌ဖြစ်စေဖြစ်နိုင်သည်ယင်းသည်တောက်အိမ်ဘေးတွင်ရှိနေနိုင်သည်တတ်အိမ်အကြီးအိမ်များအလုံးအနေနဲ့မရှိပါဘူး အများစုကရိုးရှင်းပြီးကိုယ်တိုင်တောက်သွားနိုင်ပါတယ်စိတ်ကူးတမှုမလိုအပ်ပါဘူးဒါတွေကို functional size လို့ခေါ်ကြပြီးကိုယ်တွေ့ရှိသွားတဲ့နောက်တစ်လဒါမှမဟုတ်နှစ်လအကြာမှာ ultra sound ပြန်စစ်ဖို့လိုအပ်ပါတယ်အိုးစရာကောင်းတာကအများစုက ကိုယ်တိုင်တောက်သွားပါတယ်ဒါပေမဲ့မပြောက်ဘူးအရွယ်စားလဲ9စင်တီမီတာကျော်လာရင်တော့ဥအုပ်တွင်းပါဝင်တဲ့အရာတွေကိုစစ်ဆေးကြည့်ရပါတယ်ဘလို့စစ်ဆေးကြတာလဲ ultrasound နဲ့စစ်ကြည့်ပြီးအတွင်းပါဝင်တဲ့အရာတွေကရေလိုမျိုးလားထူထပ်နေသလားဒါမှမဟုတ်အဆီလိုမျိုးတစ်ခါတလေတော့လက်သေးသပင်လိုမျိုးပါဝင်နေတတ်ပါတယ်။ဒါတွေကို dermatitis လို့ခေါ်ပါတယ်။တစ်ခါတလေမှာတော့အတွင်းမှာခေါက်ဆွဲရေလိုထူထပ်တဲ့အရာတွေတွေ့ရတတ်ပြီးဒါမျိုးဆိုရင် yellow trachytic cyst ဖြစ်နိုင်ပါတယ်။တစ်ခါတလေမှာဦးအုပ်ရဲ့ဖွဲ့စည်းပုံကလည်းပျက်စီးသွားတတ်ပါတယ်။အတွင်းပိုက်မှာအခန်းနဲ့အများရှိနိုင်ပါတယ်။အဲ့ဒီခန်းတွေကဘလောက်ပါတယ်လဲထူတယ်လဲဆိုတာကို တိုင်းတာကြည့်ပြီးအခန်းပပလာထူထူလာအဲ့ဒီခန်းတွေကအိုးအုပ်ကိုအပိုင်းခြားတတိလေးတွေခွဲထုတ်ထားတာလားဆိုတာကိုလည်းစစ်ဆေးပါတယ်။တခါတလေမှာတော့ဥအုပ်တွေမှာထူထဲတဲ့အရာတွေပေါဝင်နေတာတွေ့ရတတ်ပါတယ်။ဒါတွေကဥအုပ်ဟာ UU sized, Sero sized, Musina sized, Dermoid sized, Endometrialic sized ဒါမှမဟုတ် cancer ဖြစ်နိုင်တဲ့ melanin စတခုလားဆိုတာခွဲခြားဖော်ထုတ်ရမှာအထောက်အကူဖြစ်ပါတယ်။အဲ့ဒီအခြေအနေပုံမူတည်ပြီးကုသပေးရပါတယ်။ရိုးရိုးဥအုပ်ဆိုရင်တော့ ဥဥုပ်ကိုပဲဖယ်ရှားပြီးဘိုက်ဥကိုနောက်ကျန်ထားပေးရပါတယ်။ဘိုက်ဥကမင်္ဂလိတယောက်အတွက်အလွန်ရေးကြီးပါတယ်။ဒါမှမဟုတ်တွင်းမွေ့ဆိတ်ခီရင်တော့ဥဥုပ်ကိုဖယ်ရှားပြီးအိတ်ထဲထက်ကဥဥုပ်တွင်းပဝင်တဲ့အရာတွေဘိုက်တွင်းမကြံအောင်တိချစစ်ဆေးရပါတယ်။အဲ့ဒီအတွင်းပဝင်တဲ့အရာတွေကအရန်ရရန်စီတက်လို့အိတ်ကိုလည်းပြည့်စုံအောင်အပြင်ထုတ်ပေးရပါတယ်။ Enum Traffic Size Key and တော့နောက်ထပ်စစ်ဆေးမှုတွေလုပ်ပြီး ပူလန်းချောင်းစီလန်းချောင်းပိုင်းနိုင်ရံအတွင်းပိုင်းမှာ Random Trails is ဘူမူခေပွားနေသလားစစ်ဆေးရပါတယ်ပြီးတော့အဲ့ဒီအခြေအနေရ ခွဲစိတ်မှုအစီအစဉ်ချမှတ်ရပါမယ်မကောင်းတဲ့ဥအုံ Mountain sized ဖြစ်ရင်တော့နောက်ထပ်စစ်ဆေးမှုတွေလုပ်ပြီးခွဲစိတ်မှုအတွက်တင့်တော်တဲ့နီလန်းဘာလဲခွဲစိတ်နိုင်မလားချင်းမတူပြပေးရမလားဆိုတာဆုံးဖြတ်ရပါတယ်အခြေခံအခက်ဥအုံတစ်ခုရှိလာရင် မကြောက်စိတ်မရှိပါနဲ့အများစုကစေကူတမှုမလို့အပယ်အလိုလျောက်ပျောက်သွားတတ်ပါတယ် တချို့ကကုသမှုခံယူဖို့လိုပေမဲ့အလုံးတွေဘူးဖဲပြီးတာဥအိမ်နောက်မှာထားပါဆရာဝန်နဲ့ပုံမှန်စွာစစ်စစ်စစ်ကြည့်ဖို့လိုအပ်ပါတယ်အခြေခံအားဖြင့်မကြောက်စိတ်မရှိပါနဲ့ဘိုက်ဥကိုမလိုအပ်ဖဲမဖယ်ရှားပါနဲ့ခွဲစိတ်မှုကိုမှန်ကန်စွာစီစဉ်ပါကျေးဇူးတင်ပါတယ်မိတ်ဆွေတို့